်ဒါကို American ထမင်းကြော်လို့ခေါ်ပြီးတော့အမေရိကမှာလုံးဝမရှိပါဘူးခင်ဗျဘာလို့လဲဆိုတာကိုပြောပြပါမယ် Timmy Wee ပြောရတာမောပါတယ်အရင်ဆုံးစားလိုက်အောင်ပါအောင်ပါအမောင် တော်ကောင်းပါပါအဲ့တော့ဘာလို့အမေရိကန်ထမင်းကြော်လို့ခေါ်လဲဆိုတာကိုပြပြပါမယ်ဒီထမင်းကြော်ကထိုင်းနိုင်ငံမှာပဲရှိတဲ့ထမင်းကြော်တစ်မျိုးပဲဖြစ်ပါတယ် VNN နိုင်ငံမှာစစ်တွေဖြစ်တော့အမေရိကန်ကထိုင်းနိုင်ငံမှာအခြေစိုက်ပြီးတော့ VNN ကိုကူးလို့သွားလာလောက်ကြပါတယ်အဲ့ချိန်မှာထိုင်းနိုင်ငံကစားသောက်ဆိုင်တွေကအမေရိကန်တွေအမေရိကသူတွေလာတဲ့အချိန်မှာသူတို့တွေစားလို့ရအောင်ဆိုပြီးတော့ဒီထမင်းကြော်လေးကိုတီထွင်ခဲ့ပါတယ်အဓိကအားဖြင့်ဒီထမင်းကြော်ထဲမှာအမေရိကန်နိုင်ငံသားတွေစားတဲ့ ကက်ချပ်လို့ခေါ်တဲ့ tomato sauce ခရမ်းကျင်သီးအချင်ပေါ့နော်ပြီးတော့အဲဘေကွန်ဒါမှမဟုတ် ham နောက် sausage ဝဲဥကြောင်းတွေကြက်ဥတွေကိုအခြေခံပြီးတော့ဒီ American သမင်းကြော်ကိုကြော်ထားရပဲဖြစ်ပါတယ်အဲ့တော့ဒီသမင်းကြော်လေးရဲ့တမိုင်းကြောင်းကိုသိပြီဆိုတော့ဒီသမင်းကြော်ကိုဘယ်လိုကြော်ရလဲဆိုတာလေးပြောပြပါမယ်ပထမအဆုံးတော့ကျွန်တော်ကကြက်သားကိုလှီးလိုက်ပါတယ်ကျွန်တော်ကကြက်ရင်ပုံလေးကိုလှီးပြီးတော့ငေးဥကျပွေးနဲ့ထုလိုက်တယ်ပြီးတော့မှစားရင်ဟင်းရမုတ်ရယ်နဲ့အကြော်မုတ်နည်းနည်းပါနေပြီးတော့နှက်ထားလိုက်ပါတယ် ထမင်းကြော်ဖို့အတွက်ဝက်သားပြဝက်ဥကြောင်ဘိုစားပဲပြားမှုစက်သွန်ဒီစက်သွန်ဖြူနဲ့မူလာဥနေခရမ်းကျင်စီအချင်းကိုပြင်ဆင်ထားလိုက်ပါတယ်။အိုးထဲမှာဆီမဲများလေးထည့်ပြီးတော့ကြက်ဥကိုအရင်ကြော်မယ်။ကြက်ဥကြော်နေရင်လည်းဝက်ဥကြောင်နေကြော်မယ်။ပြီးရင်တော့ကြက်သားနေထားတာလေးထည့်ပြီးတော့ကြက်သားကြက်သွန်အောင်မီးလေးနဲ့ကြော်မယ်။ပြီးရင်တော့အိုးတစ်တလုံးထဲမှာခုနကကြော်ထားတဲ့ဆီလေးအနှဲငယ်ထည့်ကြက်သွန်ဒီကြက်သွန်ဖြူကိုစီသက် ပြီးရင်ဝက်သားပြားထည့်ပြီးတော့ ကြော်ချက်ပေးအတိအနှံနေဖြစ်တဲ့ပြောင်းမှုပိုးစားပေးဝန်လာဦးနေထည့်ပြီးတော့နူးသွားအောင်လို့ရေးထည့်ပြီးတော့ခဏလေးတည်းအတိအနှံနေနူးသွားလို့ရှင်ထမင်းထည့်ခရမ်းကျင်သီး sauce ပဲငံပြားရဲ့အကျဲအနက်အရမ်းမပြင်းတဲ့ငါးငံပြားရဲ့တစ်ပေါက်နှစ်ပေါက်နဲ့အရသာအတွက်အစာဟင်းရွက်မုန့်ငေုပ်ကောင်းလေးပါဖြူပြီးရင်ဒီအစာပလာတွေအားလုံးကိုနှက်ဆက်သွားအောင်တေချာလေးနဲ့နှက်ကြော်လှော်ပေးလိုက်တာနဲ့အရသာရှိပြီးတော့ချိုချိုချင်ချင်နဲ့စားလို့ကောင်းတဲ့ American ထမင်းကြော်လေးရပြီဖြစ်ပါတယ်။ခုနကကြော်ထားတဲ့ကျဲဥကြော်ဝဲဥကြောင်းနဲ့ကြက်သားကြော်လေးကိုပြင်ဆင်ပေးလိုက်တာနဲ့ ကလေးလူကြီးမျိုးရဲ့ကြိုက်နေတတ်တဲ့အမေရိကန်ထမင်းကျော်လေးရပြီဖြစ်ပါတယ်။ကဲထမင်းကျော်ရဲ့သမိုင်းကြောင်းလည်းသိပြီဆိုတော့ဆက်ပြီးတော့ဆွဲလိုက်ပါတော့မယ်။ဒီထမင်းကျော်ကထိုင်းနိုင်ငံမှာတာမကကျွန်တော်တို့အခုတော်တော်များများမြန်မာနိုင်ငံကစားသောက်ဆိုင်တချို့မှာလည်းရရှိနေပါတယ်။ဒီထမင်းကျော်ကိုကလေးလူကြီးမျိုးရဲ့ကြိုက်နေတတ်တယ်။ဘာလို့လဲဆိုတော့ဒီခဲန်ဂျင်နီဆော့ဆေးနဲ့အကျော်ထားတဲ့အတွက်ကြောင့်ထမင်းကျော်ရဲ့အရသာမှာချိုးချိုးချင်းချင်းလေးဖြစ်ပါတယ်။ကျွန်တော်ကတော့ထမင်းကျော်ဆိုလို့ရှိရင်ငယ်ကောင်မှအနံ့မှုမှုလေးလေးကြိုက်တဲ့အတွက်ကြောင့်ငယ်ကောင်မှလေးတွေထည့်ထားပါတော့။

ပုံမှန်ထမင်းကြော်တွေကိုစားရတာငင်းငွေလာပြီဆိုလို့ရှိရင်တော့ချိုချိုချင်ချင်အရသာရှိတဲ့ဒီ American ထမင်းကြော်လေးကြော်စားကြည့်ဖို့ကျွန်တော်ကတော့အကြံပေးပါတယ်ချိုချိုချင်ချင်နဲ့စားလို့ကောင်းတဲ့ American ထမင်းကြော်ပဲဖြစ်ပါတယ်မင်းတို့အရင်တော့ဝင်ပါ